မင်္ဂလာပါခင်ဗျရန်ကုန်ခရစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမြောင်လေးပြည်မြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်ကပြည်သူတို့အုပ်ကိုအရှင်လက်လက်လယ်လိတပ်ဖြတ်မှုအပါအဝင်ပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်ဆိုပြီးဒေါ်လာရင်းတပ်တွေအရှင်ဖမ်းဆီးရမိထားတဲ့ပြူစော်တီကောင်းဆောင်လှိုင်မင်းဆိုတဲ့သူကဝန်ခံပြောဆိုလာပြီးစစ်တပ်အရာရှိတွေကိုတိုင်းပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးခဲ့တာလို့ဆိုပါတယ်။ င်္ဂလိပ်မျိုးမှာငလင်တန်းကြောင့်အိုးအိမ်ပျက်စီးပြိုကျသွားတဲ့သူတွေအနေနဲ့လာစဉ်ပေးဆောင်ရမယ့်မီတာကတွေကိုမပေးဆောင်ရင်လျှက်စစ်မီတာဘောက်တွေကိုတိမ့်စီးပြစ်မယ်ဆိုပြီးစစ်ကောင်စီကအတီလင်းအတီပေးလာပြန်တဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘကိုးတိုင်းညောင်လေးပင်မြို့နယ်မှာ အဂျပန်စစ်ကောင်စီတပ်ကပြည်သူတအုပ်ကိုအရှင်လက်လက်လယ်လိတပ်ဖြတ်မှုအပါအဝင်ပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်ဆိုပြီးဒေါ်လန်ရေးတပ်တွေအရှင်ဖမ်းဆီးရမိထားတဲ့ပြူစော်တီခေါင်းဆောင်လှိုင်မင်းဆိုတဲ့သူကဝန်ခံပြောဆိုလာပြီးစစ်တပ်အရာရှိတွေကိုတိုင်းပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးခဲ့တာလို့ထွက်ဆိုလာပါတယ်အဲဒီလိုဝန်ခံထွက်ဆိုထားတဲ့ညောင်လေးမြို့နယ်နေစစ်ကောင်စီလက်အောက်ခံပြူစော်တီလှိုင်မင်းဆိုသူကိုတော့ဧပြီလ15ရက်နေ့ကပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်29စစ်ဗျူဟာအမှတ်1စစ်တပ်ကွဲကနေအရှင်ဖန်းစီရမိခဲ့ပြီးတဲ့နောက်အဲ့ဒီပြစောတီလိုင်းမင်းကိုတိုင်ဝန်ခံထွက်ဆိုထားတာဖြစ်တယ်လို့ PDF အမှတ်29စစ်ဗျူဟာအမှတ်1စစ်တပ်ကွဲရဲ့ရဲဘော်အေးမင်းထွန်းကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီမှာဒေါ်လန်ရင်တပ်တွေကစစ်ဆေးမှုတွေလုပ်တဲ့အချိန်ညောင်လေးပင်မြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်နဲ့အတူအဲ့ဒီပြစောတီလိုင်းမင်းဆိုသူကပါပြည်သူတအုပ်ကိုအရှင်လက်လက်လယ်လီတပ်ဖြတ်မှုအပါဝင်ပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ပြစ်မှုတွေကျူးလွန်ခဲ့တဲ့အကြောင်းနဲ့ အဲ့လိုတပြက်မှုတွေမှာပြူစော့တီတွေပါပါဝင်ပတ်သက်ခဲ့တယ်လို့ဖန်စီရမိထားတဲ့ပြူစော့တီလိုင်းမင်းဆိုသူကိုယ်တိုင်ပဲဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီလိုညောင်လေးပင်မြို့နယ်အတွင်းပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပြက်မှုတွေကိုစစ်ကောင်စီရဲ့ခမရ20ခမရ94ခလရ51နဲ့တပ်မကုံကအရာရှိတွေကိုယ်တိုင် ပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးခဲ့တာဖြစ်တယ်လို့လည်းအရှင်ဖန်းစည်းရမိထားတဲ့ပြူစော်တီလိုင်မင်းဆိုသူကဝန်ခံထွက်ဆိုထားတယ်လို့ဗီဒီယိုအမှတ်29စစ်ပြူအမှတ်နှစ်စစ်ဒေသခွဲရဲ့ရဲဘော်အေမင်းထွန်းကရန်ကုန်ခေတ္တကိုပြောထားပါလိမ့်ခင်ဗျာတပ်ဖတ်မှာတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာအရသာဟန်ဆောင်မိတဲ့တင်းထောက်လန့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ်သား2ဦးကိုတော်လိုင်းတပ်ဖွဲ့တွေကအရှင်ဖန်းစည်းရမိခဲ့တယ်လို့စီဒီအက်ဖာခါကတင်းထုတ်ပြန်ထားပါတယ်ဒါကတော့မေလာတရနေ့ကပဲ ဟာခါမျိုးပေါ်မှာအချက်ဖက်စကောင်စီတပ်ဖွဲ့ဝင်ရက်တသား2ဦးဟာခက်တီတီနဲ့အရက်သားဟန်ဆောင်ပြီးတော်လန်ရေးတည်င့်တွေကိုလိုက်လံထောက်လန်းနေတဲ့အချိန်ချင်းတော်လန်ရေးတပ်ဖွဲ့ရက်ဘော်တွေကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဖက်စီရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရတတနာဦးကိုတော်လိုင်းတပ်ဖွဲ့တွေကဆက်လက်ထိန်းသိမ်းထားပြီးနောက်ဆက်တွဲစစ်ဆေးမှုတွေလှုပ်ဆောင်နေသလိုပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့တွေကိုပါဆက်လက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့လည်း CDF ဟာခါကထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ အကျံဖက်စကောင်စီနဲ့တရားနယ်တက်အကြဆွေးနွေးပွဲပြက်ပြက်ပြီးတဲ့နောက်မှာပဲတရားနယ်ထိန်းချုပ်ထားတဲ့မိုးကုံမြို့နယ်အနောက်ပိုင်းလူနေရပ်ကွက်တဲကိုအကျံဖက်စကောင်စီကဒီကနေ့မေလ3ရက်နေ့မနက်ပိုင်းမှာပါလေနဲ့လာပြီးထပ်မံဘုံကျဲသွားပြန်တယ်လို့ပြည်သူတို့လည်းထိခိုက်သေးဆုံးမှုရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စွပ်ဖတ်မှုကြောင့်တရားနယ်လေးနဲ့အကြဖတ်စစ်ကောင်စီတက်ကြားတရုတ်နိုင်ငံကူမင်းမျိုးမှာတွဲဆုံဆွေးနွေးမှုလုပ်တဲ့အချိန်စစ်ကောင်စီကတရားနယ်လေးတင်ပိုက်ထားတဲ့နောင်ချိုကြောင်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပြန်ဆုတ်ပေးဖို့တောင်းဆိုမှုကို DNL ကသဘောမတူတဲ့အတွက်ဆွေးနွေးပွဲပြက်ပြဲတဲ့အကြောင်း DNL ဘက်ကတရားဝင်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီဟာအခုလို DNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့နယ်အတွင်းကိုမေလ၂ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာရောဒီကနေ့မေလ၃ရက်နေ့မနက်ပိုင်းမှာပါတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့ DNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့အနောက်ပိုင်းကိုစစ်ကောင်စီတပ်ကဒီကနေ့မနက်ပိုင်း၄ချောင်းတိုက်ခိုက်မှုအတွင်းမှာပဲကတဲ့ရက်ကွက်ထဲမှာဘုံသီးတွေကြောက်ရောက်ပောက်ကွက်ခဲ့ပြီးလူနေအိမ်တွေနဲ့ပြည်သူတို့ချို့တဲ့ထိခိုက်ဒေဆုံးမှုရှိထားတယ်လို့ ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းနိုင်ကမ်လူမြို့နယ်မှာဝတ်တိုးကျေးရွာနဲ့ကာဘိုးကျေးရွာကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လန့်ရေးပူပေါင်းတပ်တွေကအထင်ဆောင်ပြီးတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား9ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်3လက်ကိုလည်းတင်စီရရှိထားတယ်လို့ထန်းကုန်းတိုင်းနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးနဲ့တော်လန့်ရေးတရင်ရှိမိကရေကုန်ခစ်တွေကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလနေ့ရက်နေ့ဖြစ်တဲ့မနေ့ကပဲကမ်လူမျိုးနဲ့ကာဘိုဇီကုံလက်မဲ့မှာရှိတဲ့ဝတ်တိုးချေရွာကစစ်ကောင်စီတပ်သား၅ဦးဟာလန်ကင်းယူဖို့ဆိုပြီးထွက်လာတဲ့အချိန်တန်ကုန်တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးဦးဆောင်တဲ့တော်လန်ရေးအင်အားစုတွေကအသင့်ဆောင်ပြီးတော့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ဇေကောင်စီတပ်သား၅ဦးကတော့နေရာမှာနေပွဲချင်းပြည်တွေကိုတိတ်ကုန်ကြတဲ့အဖြစ်နောက်ထပ်စစ်သားတအုပ်ကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ဒေတာတွင်းတော်လန်ရေးသတင်းရင်းမြစ်ကပြောထားပါတယ် အလားတူဧပြီလ29ရက်နေ့ကလည်းကာဘူကျေးရွာမှာရှိတဲ့ပီဆိုတီစခန်းကနေဆိုင်ငင်းနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရဲဘော်တွေကအသင့်စောင့်ကြိုတိုက်ခိုက်မှုအတွင်မှာလေဇေကောင်စီတပ်ဖွဲ့ဝင်3ဦးဟာပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကတနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့သေးတယ်လို့ဒန်ကုန်တိုင်းနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးကရန်ကုန်ခေတ်တကိုပြောထားပါသေးတယ်ခင်ဗျာတပ်ဖက်မှာတော့မန္တလေးမြို့မှာငလင်တန်းကြောင့်အိုးအိမ်ပျက်စီးပြိုကျသွားတဲ့သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့်မီတာကားတွေကိုမပေးဆောင်ရင်လက်စင်မီတာဘောက်တွေကိုတင်းစီပြစ်မယ်ဆိုပြီးစစ်ကောင်စီကအတိလင်းအတိပေးလာပြန်တယ်လို့သိရပါတယ်။ဒါကတော့လက်ရှိမန္တလေးမြို့မှာငနေနန်းကြောင်အိုးအိမ်ပျက်စီးပျောက်ကျသွားတဲ့သူတွေအနေနဲ့အခုမေလတရနေ့ကစပြီးအရင်လတွေကတုံးဆွဲခဲ့တဲ့မီတာကားတွေပါမကျန်။လစဉ်ပေးဆောင်ရမယ့်အတိုင်းသတ်မှတ်ထားတဲ့ရက်အတွင်းလာရောက်ပေးဆောင်ရမယ်လို့စစ်ကောင်စီကအတိပေးလာတယ်လို့သိရပါတယ်။အဲ့ဒီလိုချတဲ့နဲ့မီတာကားတွေကိုမန္တလေးမြို့နယ်ပြည်သူတွေအနေနဲ့လာရောက်မပေးဆောင်ဘူးဆိုရင် မီတာဘော့စ်တွေကိုလာရောက်ဖြုတ်သိမ်းပစ်မယ်လို့စစ်ကောင်စီရဲ့လက်စစ်ရုံးကလာမေးတဲ့ပြည်သူတွေကိုပြောဆိုလိုက်ပြီးမီတာကအကျွေးတွေအကုန်ကျေမှမီတာဘုံကိုပြန်လျှောက်ခွင့်ရမယ်ဆိုပြီးတော့ကိုပြောဆိုလိုက်တာဖြစ်တယ်လို့မီတာရုံးကိုတွားရောက်မေးမြန်းခဲ့တဲ့ချမ်းမြသားစီမြို့နယ်နေပြည်သူတို့ကပြောထားပါလေတစ်ဖက်မှာလည်းစစ်ကောင်စီလက်အောက်ခံမီတာရုံးဝန်ထမ်းတွေကမီတာလာဖတ်တဲ့အချိန်ငလင်နံကြောင့်ပြိုကျပျက်စီးထားတဲ့နေအိမ်တွေကိုပါမီတာကတွေလာဆောင်ကြဖို့နဲ့ တမရဲ့အတွင်းလက်မဆောင်ပဲလရီကြော်သွားရင်မီတာဘုံတွေအဖြုတ်ခံရလိမ့်မယ်ဆိုပြီးတော့ပါအသိပေးသွားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်။တစ်ဖက်မှာလည်းအချက်ပစစ်ကောင်စီကိုယ်တိုင်ကပါလက်ရှိငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများထားတဲ့စကိုင်းနဲ့မန္တလေးမြို့တွေမှာလက်စစ်မီတာကားတွေအချိန်မီပေးဆောင်ကြဖို့ကိုစိုင်းဘုံနဲ့ဗနိုင်းတွေပါထုတ်ပြီးတတိပေးနေပြန်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။ ခဆက်ချင်တာကတော့ထိုင်းနိုင်ငံကိုတခွားသည့်တင်တဲ့ကားပေါ်မှာပုံအောင်မိလိုက်ပါလာတဲ့မြန်မာနိုင်ငံသားတွေအပါအဝင်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားစုစုပေါင်းအယောက်30ကျော်ကိုထိုင်းအာဏာပိုင်တွေကထပ်မံဖမ်းဆီးရမိထားပြန်တယ်လို့ထိုင်းအာဏာပိုင်တွေကနေသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့မေလတရက်နေ့တရက်ထဲမှာပဲထိုင်းနိုင်ငံမဲဆောက်မြို့ကနေဘန်ကောက်မြို့ကိုတခွားသည့်တင်တဲ့ကားနဲ့ပုံအောင်မိလိုက်ပါလာတဲ့မြန်မာနိုင်ငံသား၄ဦးကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးရေးဂိတ်မှာပဲဖမ်းဆီးရမိခဲ့တယ်လို့တစ်ဖက်မှာလည်း ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကိုဖျက်လာပြီးတရားမွေးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးကိုပါထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိထားတယ်ဆိုပါတယ်။အဲ့ဒီလိုထိုင်းနိုင်ငံအတွင်းတရားမွေးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုခေါ်သွင်းလာတယ်။ထိုင်းနိုင်ငံသား2ဦးကိုလည်းကားနှစ်စီးနဲ့အတူထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိထားပြီးလက်ရှိမှာတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက်မြန်မာနိုင်ငံသားတွေဟာတရားမွေးလမ်းကြောင်းကနေတဆင့်ဤမျိုးစုံနဲ့ဝင်ရောက်နေကြတာဖြစ်တယ်လို့လည်းထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ Okay. だからようクリティカに納損やしたいて敵にこう